ိုင်းနိုင်ငံဒီချင်းရိုင်မှာတရုတ်နိုင်ငံသားတယောက်ကို ATM ကပ်ပြား2000ကျော်နဲ့အတူရဲရဖမ်းဆီးလိုက်ပါတယ်။အော်တိုဘာလ23ရက်နေ့မနက်စောစောပေါ့လေ၄နာရီလောက်မှာဒီချင်းရိုင်ရဲအရာရှိတွေဟာဘန်တစ်ခုနားမှာကင်းလက်နေတော့မှာပဲဒီမတင်ငါစီဟာတရုတ်နိုင်ငံသားတယောက်ကိုတွေ့ခဲ့ပါတယ်။အဲ့ဒီတရုတ်အမျိုးသားနာကိုစုံစမ်းဖို့တွားတဲ့အခါမှာအဲ့ဒီလူကထွက်ပြေးဖို့ကြိုးစားတာကြောင့်ရဲကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အစပြုပေါ့လေဖမ်း မ်းစီးရမိချင်းချင်းစစ်ဆေးမှုတွေအရာအဲ့ဒီအသက်35နှစ်အရွယ်တရုတ်မျိုးသားစီမှာ ATM ကပ်ပြအများကြီးနဲ့ဒီငွေလွှဲတဲ့ဖြတ်ပိုင်းတွေအများကြီးကိုတွေ့ခဲ့တာဖြစ်ပါတယ်ထပ်ပြီးတော့စစ်ဆေးတွေ့ရှိချက်တွေအရာဆိုရင်ရဲကအဲ့ဒီလူနေတဲ့ဟိုတယ်အခန်းကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့ ATM ကပ်ပြအာ2035ခု နောက်ပြီးတော့ငွေသားကဘတ်9သိန်းကျော်နဲ့ဘတ်အကောင့်နံပါတ်တွေနောက်ပြီးတော့ကပ်ပြအသေးစိတ်အချက်အလက်တွေပါတဲ့ဆိုင်ရွက် ်စာရန်တွေကို သိသိရမိခဲ့ပါတယ်။အဲ့ဒီဖန်ဆီးခံရတဲ့သူဟာသူ့ကိုတရုတ်လူမျိုးတစ်ယောက်ကဒီ luck app ပေါ့လေဒီဒီ application ကနေအာငွေထုတ်ဖို့ငွေလွှဲဖို့ညွှန်ကြားချက်တွေကို ပေးခဲ့တယ်လို့ဝန်ခံထားပါတယ်။ရဲကဒီလုပ်ငန်းဟာ online ရာဇဝတ်မှုကွန်ရက်တစ်ခုခုနဲ့ပတ်သက်နေမယ်လို့ယုံကြည်ထားပါတယ်။ လောလောဆယ်တော့သူ့ကိုတခြားသူတွေကိုနစ်နာကြည်ရှိတဲ့နစ်နာဇင်နိုင်တဲ့တခြားလူတွေရဲ့ဒီ electronic ကပ်ပြားတွေကိုအသုံးပြုဖို့ရည်ရွယ်ချက်နဲ့လက်ဝဲထားရှိမှုတွေနဲ့အမှုဖွင့်ထားပါတယ်။အဲ့ဒီတရုတ်အမျိုးသားကတော့တရုတ်နိုင်ငံဟူဘက်ပြည်နယ်ကပဲဖြစ်ပါတယ်။